အများပြည်သူဆိုင်ရာနေရာမှာလောင်းကစားပြုလုပ်ရင်ဘလို့ပြစ်ဒဏ်တွေရှိလဲ အားလုံးပဲမင်္ဂလာပါရှင်ဒီမှာကတော့ LLB Group မြန်မာ Law Fan ကတရားလွှတ်တော်ရှင်ကြီးဒေါက်ခိုင်ရှိနေဖြစ်ပါတယ်ဒီမှာတော့ Law Fan အနေနဲ့အများပြည်သူတို့သိထားတဲ့ဥပဒေဆိုင်ရာကိစ္စရပ်များကိုသိနှင်းမျှဝေပေးနေရရှိပါတယ်အများပြည်သူဆိုင်ရာနေရာမှာလောင်ကစားကျင့်တဲ့ပတ်သက်ပြီးတော့လောင်ကစားဥပဒေပုံမှာရှစ်မှာဘလို့ပြဋ္ဌာန်းထားသလဲဆိုရင်မိသူများအများပြည်သူနေဆိုင်သောနေရာတွင်ကာကြီးလောင်ကစားခြင်းပြုလုပ်ရန်လောင်ကြီးတောင်းခံစုဆောင်ခြင်းမပြုရခါခွေလ ောင်းကစားခြင်းလောင်းကစားရင်အားပေးကူညီခြင်းလူစုခြင်းလှုပ်ဆော်ခြင်းမပြုရကငယ်မြည်သည့်အားကစားသို့မဟုတ်လက်ကျင်ပွဲကိုမဆိုလောင်းကစားခြင်းလောင်းကစားရင်တနည်းနည်းဖြင့်အားပေးကူညီခြင်းလူစုခြင်းလှုပ်ဆော်ခြင်းမပြုရလို့ပြဋ္ဌာန်းထားပါတယ် လောင်စာဥပဒေပုံမှာ၈ပါပြဋ္ဌာန်းချက်တရရက်ကိုကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခဲ့ရမယ်ဆိုရင်တော့လောင်စာဥပဒေပုံမှာ15ကကြီးရာအထို့သူကိုအနည်းဆုံး၁လမှအများဆုံး၆လအထိထောင်ထဲချမှတ်ရမည်အပြင်ကျပ်၅သောင်းအထိငွေရန်လဲချမှတ်နိုင်ပါတယ်ထို့ပြင်ပြစ်မှုနဲ့အကျိုးဝင်သောသက်တေကံပစ္စည်းငွေကိုပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းခြင်းခံရမယ်လို့လည်းပြဋ္ဌာန်းထားပါတယ် လောင်စာဥပဒေပုံမှာ၈ပါးပြဋ္ဌာန်းချက်တရရက်ကိုထပ်မံကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရရင်တော့လောင်စာဥပဒေပုံမှာ၁၅ခါခွေအရာအထူးသူကိုအနည်းဆုံး၆လမှအများဆုံး၁နှစ်အထိထောင်ထဲကျမှတ်ရမည်အပြင်ကျပ်၅တောင်းမှကျပ်၃သိန်းအထိငွေရန်လဲချမှတ်နိုင်ပါတယ်ထို့ပြင်ပြစ်မှုနဲ့အကျိုးဝင်တဲ့တတိယံပစ္စည်းနဲ့ငွေကိုလည်းပြည်သူ့ဘဏ္ဍာအဖြစ်တင်စည်းခြင်းခံရမယ်လို့လည်းပြဋ္ဌာန်းထားပါတယ်ကျမဒီနေ့ဆွေးနွေးမျှဝေပေးလိုက်တာကတော့အများပြည်သူဆိုင်ရာနေရာမှာလောင်စာ ားခြင်းနဲ့ပတ်သက်ပြီးတော့ပြမှုနဲ့ပြစ်ဒဏ်အကြောင်းလေးကိုဆွေးနွေးမျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်။နောက်တစ်ပတ်မှာတက်ဆိုင်ရာခေါင်းစဉ်တွေတစ်ခုနဲ့ဆက်လက်ဆွေးနွေးမျှဝေပေးသွားမှာဖြစ်ပါတယ်။ဗီဒီယိုလေးကိုကြည့်ရှုပေးခဲ့သူအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။